ဆွေးပါကငငယ်ငယ်ကလေးကလှတဲ့ယာလေးတွေကိုစိတ်ဝင်စားတတ်တဲ့သူတယောက်ဖြစ်ပါတယ်။ယောက်ျားလေးတယောက်ဖြစ်ပေမဲ့မိန်းကလေးတွေလိုလှပမှတ်တဲ့အတွက်သူများရဲ့နဲ့မတူတဲ့သူကကဘာကြီးနဲ့ဆက်ဆံမှုအတော်လေးခဲနေခဲ့ရပါတယ်။ဆာကူရာကဆွေးပါကနဲ့အတူအပြင်ထွက်လာကြောင်းဒိတ်လုတာမဟုတ်ဘူးလို့ပြောကာရှက်နေခဲ့ပါတယ်။ဒါကြောင့်ဆွေးပါကလည်းနီရဲနဲ့ဇူအိုတို့လည်းပါလာကြောင်းဒိတ်လုတာတော့မဟုတ်ပါဘူးလို့ပြန်ပြီးတော့ပြောခဲ့ပါတယ်။ဇူအိုကတော့ဆာကူရာကိုယောက်ျားမကြီးဆွေးပါကနဲ့ဒိတ်လုချင်လို့လားလို့စနေရကြောင်းဆာကူရာလည်းပေါက်ကွင်းနေခဲ့ပါတယ်။အဲ့ဒီနီရဲကဆွေးပါကကိုသူတို့ဘယ်သွားကြမလို့လဲလို့မေးတာကြောင့်ဆွေးပါကက အီတိုလို့ခေါ်တဲ့ဘားတယောက်စီကိုသွားကြမလို့လို့ပြောပြလိုက်ပါတယ်။အဘအီတိုကလွန်ခဲ့တဲ့တစ်နှစ်လောက်ကမိမဖြစ်သူကိုဆုံးရှုံးလိုက်ရတာကြောင့်ရှော့ကြပြီးတော့အိမ်တွင်းမှာအောင်းနေခဲ့တာဖြစ်ပါတယ်။အားကြောင့်စေနာရှင်မာလေးစူပါကီယာခဏခဏပြည်သူစောင့်ရှောက်ပေးနေခဲ့တာဖြစ်ပြီးကလေးအစ်စ်တွေနဲ့တွေ့ရင်ပြောရမယ်လို့ထင်နေလို့ဆာကူရာတို့ကိုခေါ်လာတာလို့စူပါကီယာပြောပြခဲ့ပါတယ်။နေရဲကသူတို့ကဘာလို့ပေးရမှာလဲလို့မေးတဲ့အခါစူပါကီယာဘာထွေထူးထူးမဟုတ်ပဲစကားလေးပြောပြလိုက်အိမ်လုံးကူလုံးပေးလိုက်နဲ့အတူတူရှိနေပေးရင်ကိုရပါပြီလို့ပြောပြလိုက်တာပါ။ ်အဘအီတို့ရဲ့အိမ်ကိုရောက်တော့အဘအီတို့ကဆူပါကီအတွက်မုတ်တွေဝယ်ထားလို့ပြောပြီးတော့ပြောရွှင်နေခဲ့ပါတယ်ဇာကူရာတို့က shock ရပြီးတော့အိမ်တွင်းအောင်းနေရတဲ့ဆွဲသူကလောက်တောင်ပြောရွှင်နေရလားလို့တွေးနေကြပြီးအိမ်ကလည်းတန်ရှင်းတန့်နေတာကြောင့်ပူဆွေးနေသူနဲ့လည်းမတူပါဘူးလို့တွေးနေခဲ့ကြပါတယ်အဘအီတို့ကတော့ဇာကူရာတို့ကိုတွေးရလို့ဝမ်းသာနေပြီးတော့နီရဲရဲ့သမင်ရောင်ကမီမိုစာပန်းရောင်လေးနဲ့တူတယ်ဆိုတော့ချီချူးနေခဲ့ကဆူရဲ့နဂတ်ကိုလည်းသဘောကျနေပြီးတော့ဇာကူရာရဲ့မျက်လုံးတွေကိုလည်းကြည့်လိုက်တဲ့အခါမှာသူတော့အဖဲခံတော့မယ်လို့တွေးနေခဲ့ပါတယ်ဒါမဲ့အဘအီတို့ကဇာကူရာရဲ့မျက်လုံးလေးက နေဝင်စည်းစာအယောင်လေးနဲ့တူတယ်လို့ပြောလိုက်ပြီးတော့သူဇနီးနဲ့ကမ်းခြေသွားခဲ့တဲ့အချိန်တွေကိုသတိရသွားပြီလို့ပြောလိုက်ပါတော့တယ်။အဘိုင်တိုနဲ့ဇနီးတို့ကနေဝင်စည်းစာအချိန်မှာပင်လယ်ကမ်းခြေကနေအတူတူဘေးချင်းကပ်ပြီးတော့ရက်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။မြင်ကွင်းကအရန်ကိုလှလွန်းလာကြောင်းနေဝင်နဲ့အထီတော်နှစ်ယောက်သားမှပြန်ခဲ့ကြပဲမှောင်တိကြမှပြန်မလို့လောက်တာကြောင့်ဂျော်ဒီလည်းကလုတ်တွေတိုက်မှပြန်လာတယ်လို့အဘိုင်တိုကပြောပြခဲ့ပါတယ်။စကားကောင်းနေရာနဲ့ဧည့်သည်အထဲခေါ်ဖို့မေ့နေအဘိုင်တိုကဆာကူရာတို့ကိုအထဲဝင်ကြဖို့ပြောလိုက်ပြီးတော့ဆာကူရာကတော့ တောင်လုံးမြောင်လုံးအစည်းတွေကိုနေဝင်စည်းစားလို့တင်စားခံလာတာကြောင့်ရှက်နေခဲ့ပါတယ်။အိမ်ထဲရောက်တဲ့အခါမှာတော့မိသီးကကျုံးနေပြီးတော့စားစရာတွေဇွဲပေါ်တင်ထားတာကြောင့်စူပါကရရေခဲတရာနဲ့ထည့်ပေးခဲ့ကနေရဲကတော့ကျုံးနေတဲ့မိသီးကိုလဲပေးခဲ့ပါတယ်။ဇိုကတော့အဘိုင်းလှုပ်ရဆာလှုပ်တွေကူလှုပ်ပေးနေခဲ့ပြီးအားလုံးကသူကိစားတဲ့သူအလုံးရှုံနေကြတဲ့သူတွေကိုကြည့်ကဆာကူရာဘာလို့လို့ဘာကံမှမသိဖြစ်နေခဲ့ပါတယ်။အဲ့ချိန်ဆာကူရာကိုအဘအီတိုကမုံနေခြားထားခိုင်းလိုက်ပြီးတော့လဖေးသွားဖြုံးမယ်လို့ပြောကအထဲဝင်သွားခဲ့ပါတယ်။ဆာကူရာကလည်းမုံချဖို့လုံရင်းနဲ့အဘအီတိုရဲ့အခန်းထဲကို မတော်ဆရောက်သွားခဲ့ပြီးတော့ခန်းထဲမှာဝစ်စားတွေတတိကြီးနဲ့အုတ်ထုပ်တွေနဲ့ပွဲတက်ဝစ်စုံတွေကိုတွေးလိုက်ရတာကြောင့်အန်အုံးနေခဲ့ပါတယ်။အချိန်ပိုင်းတို့ကဆာကူရာကိုလဖိတ်လာတောက်ဖို့လာခေါ်ခဲ့ပြီးတော့ဆာကူရာကဖုံတက်နေတဲ့ဝစ်စားတွေကိုကြည့်ကအခုချိန်ဘာလဲမဝင်နိုင်တော့တာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။စူပါကီကအဘကိုသူ့ရဲ့ဇနီးနဲ့ဒိတ်လုပ်ခဲ့လို့သူနဲ့အတူဒိတ်လုပ်ဖို့ပြောနေခဲ့ပြီးအဘတို့တွဲကစတိုင်ကြကြဝစ်ရတာကိုသဘောကျတာလားလို့မေးလိုက်ပါတယ်။အဘကြီးတို့ကသူ့ရဲ့ဇနီးကစတိုင်ကြကြဝစ်တက်စားတတ်တာကြောင့်သူလဲဇနီးဖြစ်သူကိုတန်တန်ပြန့်ပြန့်ဝစ်ပြီးတော့ ပိုးပန်းနဲ့ fashion ကိုကြိုက်သွားတော့တာပဲလို့ပြောပြလိုက်ပါတယ်။အဘဇနီးဖြစ်သူကိုခေါင်းဝန်တစ်ထဲဝယ်ပေးခဲ့ဘူးပဲမဲ့ခေါင်းကပန်းတွေအကွက်တွေနဲ့ရှိုးရှိုးပွားပွားဖြစ်နေခဲ့တယ်လို့ပြောပြခဲ့ပါတယ်။အရာတော်ဇနီးဖြစ်သူကလှလှပပဖြစ်အောင်ဝယ်ပေးခဲ့တယ်လို့ပြောနေခဲ့ပြီးတော့ sakura ကတော့သူနဲ့ဘာမှမဆိုင်မဲနဲ့ရှက်နေပြန်ပါတယ်။အဲ့လိုစကားနဲ့ဆက်ပြောခဲ့ကြပြီးတဲ့နောက်မှာတော့ပြန်မှုတွက်လုပ်ခဲ့ကြပြီးအဘိုက်တို့က sakura ကိုသူ့ရဲ့စီးစာအောင်မျက်လုံးလေးကြောင့်ဇနီးဖြစ်သူကိုအများကြီးသတိရခဲ့တယ်လို့ပြောပြီးတော့ကျေးဇူးတွေတင်နေခဲ့ပါတယ်။ဒုံနဲ့လမ်းအောင်တဲ့အခါမှာတော့ sakura တို့ကအဖိုးအီတိုကိုဘာကြောင့်တောက်တီဂူးဆိုင်ပေးနေရလဲလို့မေးလိုက်ကြပါတယ်။ စူပါကရောအဖိုးနဲ့အဖွားတို့ကသူ့ကိုအရှိရှိတိုင်းလက်ခံပေးခဲ့ချစ်ပေးခဲ့ကြတာကြောင့်လို့ပြောပြခဲ့ပါတယ်။စူပါကငငယ်ကလေးကလှတာပတာအရာလေးတွေသဘောကျနေတတ်တာဖြစ်ပါတယ်။ဒါမဲ့ရွယ်သူကောင်းလေးတွေစားနောက်တော်ခံပါဆိုတဲ့အတွက်သူတို့သဘောကျကြတဲ့စေယုတ်တွေပြိုင်ကားတွေပဲသဘောကျကြအောင်ဆောင်ခဲ့ရပါတယ်။တင်းမာတို့ကလမ်းမှာလှပတဲ့ပန်းအောင်ငကလေးတစ်ခုကောက်ရတာကြောင့်ရန်ကိုပျော်သွားခဲ့ပါတယ်။အဲဒီမှာအဖိုးအီတို့ကကြားပြောက်သွားငကကိုလိုက်ရှာနေခဲ့ပြီးတော့စူပါကရဲ့လက်ထဲမှာတွေးလိုက်ရတာကြောင့်ကျေးဇူးတင်နေခဲ့ပါတယ်။ အဖိုးအီတိုကပန်းအောင်အင်ဂျီကိုအောက်မှာဝစ်ထားအောင်ယောက်ျားလေးဖြစ်ပြီးတော့ပန်းအောင်ဝစ်ထားပေမဲ့ကြည့်လို့ကောင်းနေတာပဲလို့တွေးနေခဲ့ပါတယ်။နဂတ်ကိုကောက်ထားပြီးလို့ဂျေဆုတင်တဲ့အဖိုးအီတိုကစူပါကီယိုမုတ်ကျွေးဖို့အတွက်အိမ်ကိုခေါ်သွားခဲ့ပါတယ်။အိမ်ရောက်တော့ဖွားအီတိုကထွက်လာခဲ့ပြီးတော့စူပါကီယအဖွားရဲ့အင်ဂျီလေးကလှတယ်လို့ပြောလိုက်တာကြောင့်အဖိုးနဲ့ဖွားကစူပါကီယိုသဘောကျသွားပြီးတော့နောက်လဲလာလေဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။သူနဲ့စူပါကီလည်းအဖိုးတို့အိမ်ကိုနေတိုင်းသွားလေလာခဲ့ပြီးတော့ပုံမုံရင်းနှီးလာခဲ့ကတရမှာတော့ဖွားအီတိုနှက်ခန်းနေလိမ့်ညာကိုကြည့်ပြီးတော့စူပါကီယသဘောတူကြနေခဲ့ပါတယ်။ ဒါကြောင့်သူ့အဖွားကြီးတို့ကနှကန်းဒီဆိုးပေးခဲ့ပြီးတော့ဒါကိုပြောနေခဲ့တဲ့ဇူဝါကီကဘာကြောင့်မလို့တခြားအကောင်လေးတွေလိုစက်ရုပ်တွေကားတွေပဲသဘောမကျပဲအလှပပဲစိတ်ဝင်စားနေရတာလေလို့ကိုကိုပြောကငိုနေခဲ့ပါတယ်။အဖွားကြီးတို့ကတော့ယောက်ျားလေးဖြစ်လဲအလှပစိတ်ဝင်စားတာကအမှားမဟုတ်ဘူးလို့ပြောပြခဲ့ပြီးတချိန်လုံးကဒေါက်ဖနက်တွေကစစ်သားတွေလေးတင်ဟန်ချက်ညီအောင်လို့ဖန်တီးခဲ့တာဖြစ်လို့မိတ်ကဲဆိုတာကလည်းကိုကိုကာကွယ်ဖို့ဖန်တီးခဲ့တာလို့ပြောပြလိုက်ပါတယ်။ဟုတ်မို့တော့ကျွန်တော်လည်းမသိပါဘူးသူတို့ပြောသလိုပါပဲ။အဲ့လိုနဲ့ဖိုးနဲ့ဖွားရဲ့မျှဝေးမှုကြောင့်စူပါကီကလည်းသူ့ရဲ့ခံစားချက်အစိမ့်မှန်တွေဖုံးကွယ်မနေတော့ပဲပေါ်ပြရဲသွားခဲ့တော့တာပါ။ သူ့ဘဝအခက်အခဲသောအချိန်တွေမှာအဖိုးနဲ့အဖွားတို့ကအတူတူရှိနေပေးခဲ့တာကြောင့်အခုတော့သူ့ရဲ့အလဲပဲလို့စုပါကီကပြန်ပြီးတော့ပြောပြခဲ့တာဖြစ်ပါတယ်။ဒါရီကိုနားထောင်နေတဲ့နီရဲကတော့ယင်ထဲကိုထီသွားတာကြောင့်မျက်ရည်တွေစီးကြလို့ငိုနေခဲ့ပြီးဆိုနဲ့ဆာကူရာတို့လက်ကိုဆွဲကအဖိုးအီတိုကိုခုကစားပြီးသူတို့လည်းဂူးဆိုင်ပေးတော့မယ်လို့ပြောလိုက်ပါတယ်။ဆာကူရာလည်းရှက်ရှက်နဲ့ငါလည်းလိုက်မယ်လို့ပြောတာကြောင့်စုပါကီကတော့ဥရေရားနေပြီးလိန်မာလိုက်တဲ့ကောင်လေးတွေအာဘွားအာဘွားအာဘွားလို့ပြောကပြေးဖက်လိုက်ပါတော့တယ်။နောက်နေ့မနက်ရောက်တဲ့ခါမှတော့ဆာကူရာတို့ကအဖိုးအီတိုရဲ့အိမ်ကိုသွားခဲ့ကြပြီးတော့အဖိုးအီတိုကသူစနီးရဲ့ဓာတ်ပုံထုတ်ပြနေခဲ့ပါတယ်။ ဒါမဲ့ဓာတ်ပုံတွေကအရှိကရိုက်ထားပုံတွေမဟုတ်ပဲနောက်ကျောပုံတွေဖြစ်နေတာကြောင့်မေးကြည့်ကြတဲ့အခါအဖိုးကသူစနီးကဓာတ်ပုံရိုက်ရတဲ့ကိုသဘောကျတယ်သူမှုတ်တဲ့အတွက်ပုံတွေအားလုံးကချောင်းရိုက်ထားတဲ့ပုံတွေကြီးပဲလို့ပြောပြခဲ့ပါတယ်။အတောင်ဆာကူရာတို့ကအဖိုးနဲ့အဖွားအတူတူရိုက်ထားတဲ့ပုံမရှိဘူးလားလို့မေးလိုက်ကြပြီးတော့အဖိုးကတော့သူ့ရဲ့ဓာတ်ပုံနဲ့တော့အတူတူရိုက်ထားတဲ့ပုံလေးကိုထုတ်ပြခဲ့ပါတယ်။အိုင်ပေါ်နဲ့စာကူရာယူကြည့်လိုက်တဲ့ခါမှာတော့မျက်နှာကြီးကနီးရဲပြီးလက်တွေတုံလာကြအောင်စူကအခြေစင်စာလေးကတုံပြန်လာလို့လားလို့စားလိုက်ပါတယ်။စာကူရာတော့သူတို့နှစ်ယောက်ရဲ့ပုံကိုကြည့်ရတဲ့ခန်းစားချက်ကဦးမဲမီယာနဲ့ဆူပါကီတို့ကို တွေ့ရတဲ့မျိုးအချင်းချင်းအရန်ချစ်ကြတဲ့ခံစားချက်ကိုရတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ကြားတဲ့ခါမှာစူပါကီကအဲကောင်လေးကတော့စကားကြီးတက်နေရလို့ပြောကကြည်နူးနေပါတော့တယ်။အဖိုးကြီးတို့ကတော့အဲ့ချိန်မှာမျက်ရည်တွေကျနေပြီးအော်ဒီလိုခံစားရတယ်လားလို့ဇာကူရာကိုပြောလိုက်ပါတယ်။တကယ်တော့အဖိုးတို့တွေကမိဘချင်းသဘောတူတာကြောင့်လက်ထပ်ခဲ့ရတာဖြစ်ပြီးအဖိုးကဖွားအောင်နိနေကကချင်းမြန်တို့ပျော်ရွှင်ခဲ့ရပါမယ်။အဖွားတော့အေဒီအေဆန်နဲ့ဖြစ်လို့သူနဲ့တူရှိနေခဲ့တာကိုပျော်နေခဲ့လားလို့တွေကပူဆွေးနေခဲ့တာဖြစ်ပါတယ်။ဒါမဲ့ခုတော့နေသားတိုင်းသားရှိသွားပြီလို့ပြောလိုက်ပြီးအဲ့ဒီချိန်ဆိုကတိန်လုံးကဘင်းတွေကပန်းပွင့်တဲ့အမျိုးမဟုတ်ပဲ ဒေါ်တူအပင်တစ်ခုတည်းကနေပဲပန်းပွင့်လာကြအောင်ထူးဆန်းဆန်းဘလို့စိတ်ကူးနဲ့စိုက်ခဲ့တာလဲလို့မေးလိုက်ပါတယ်အဖိုးကြီးတို့ကတော့အဖွားရုတ်တရက်ကြီးစိုက်ချင်တယ်ပြောလာလို့စိုက်ခဲ့တာလို့ပြောလိုက်ပြီးတော့အပင်ဆက်ဆိုင်ပြီးချိန်မှာပဲဓာတ်ပုံရိုက်ရတာမကြိုက်တဲ့သူကဓာတ်ပုံရိုက်ကြဖို့ပြောခဲ့လို့လည်းပြောပြလိုက်ပါတယ်ဒါကြောင့်ဆိုကအရိုက်မတိုင်ခင်တုန်းကအဖွားနဲ့တခုခုများဖြစ်ခဲ့သီးလားလို့မေးလိုက်ပြီးတော့အဖိုးကြီးတို့ကတော့တခုသောညနေခင်းမှာပိတ်ရကြရင်ပြင်သွားဖို့ခေါ်ပေမဲ့အဖွားကသူ့ထက်သူ့ရဲ့ချုပ်လက်စာအုပ်ထုပ်လေးကိုပဲအောင်ဆိုင်နေရကြအောင်စိတ်ကောက်ခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်အဖိုးကသူ့ကိုလည်းဂူးဆိုင်လာအောင်ဖက်ရှင်ကြကြခံစားခြင်းလိုက်တာလို့ပြောခဲ့ပြီး ။ဒါကိုကြားလိုက်တဲ့ဆိုကအဖွားကသူ့ကိုစိတ်ကောက်သွားတာလို့ပြောပါလိမ့်။ဒေါဂုတ်ပန်ရဲ့အတိတ်ဘယ်ကမင်းကိုကြီးမဆိုင်ဘူးထင်နေလား။မထင်ဘူးထင်နေလားဆိုတဲ့အတိတ်ဘယ်ဖြစ်ပြီးတော့အဖွားကပါဇက်ကထုံပြောခဲ့ပြီးမိ။ပန်းဆိုင်ပြီးတော့ပြောခဲ့တာအဖိုးအီတို့ကနားမလဲခဲ့တာလို့ပြောပြလိုက်ပါလိမ့်။အဲဒါကြောင့်အဖိုးအီတို့ကအဖွားကသူ့ကိုတစ်ချောင်းလုံးချစ်ခဲ့တာကိုသိလိုက်ပြီးပျော်ရွှင်သွားခဲ့ကဒီပိုင်းလေးကဒီပါရင်ဆုံးသတ်သွားခဲ့ပါလိမ့်ခင်ဗျာ။ဆိုတော့နည်းနည်းလေးလေးရှေ့ပြီးအားချောင်းရဲ့အခုကြည့်နေပြိတ္တတို့အနေနဲ့လေကိုချစ်တဲ့သူကိုချစ်တယ်ဆိုတာသိစီဖို့ပန်းဒီပိုင်းမဆိုင်ပဲနဲ့ပါဇက်ကနေပဲပြောလိုက်ဖို့အကြံပေးချင်ပါတယ် မောင်ရင်ကိုကလည်းမပြောဘဲနဲ့ဂိသွားတစ်ဖက်ကလည်းနားမလဲပဲဘိုးကြီးတို့လိုဖြစ်နေမှာဆိုလိုပါချစ်တယ်ပြောတာဘာမှခက်ပါဘူးကိုချစ်လို့ချစ်တယ်ဖွင့်ပြောရတာမင်္ဂလာတပါးပါပဲဆိုတော့နောက်ပိုင်းမှာပြန်တွေ့ပါမယ် thank you ပါ